အားလုံးသာလည်းကြပါဗျာကျွန်တော်ရဲ့အားပြန်လာပါမယ်ပါ YouTube လေးကနေ YouTube ဆိုပြန်လေးကျဆုပ်လိုက်ပါလေတောင်ကြီးမြို့မီးပုံပြန်ပွေမှာစန့်ဖွတ်ပါတီကမီးပုံပြန်လွှတ်တဲ့စဉ်မိုးရွာပြီးမီးလောင်ပြကြမှုကြောင့်လူပိတ်မိပြီးအုပ်ထက်မနေသေးသောအစာအစစ်တဲ့မုံလေးဖြစ်ခဲ့ရပြီးရေတူဦးတည်ဆောင်က6ဦးအရေးပေါ်စီးအောင်တင်လိုက်ရတဲ့တည်ရင်ကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်ထောင်ပိုင်းတောင်ကြီးမြို့မိဘုံပြံဝေမှာစံဖွဲ့ပါတီကမိဘုံပြံတွင်တင်စဉ်ရုတ်တရက်မိုးရွာသဖြင့်မီးပုံပြန်မီးလောင်ပါပြစ်ကြခဲ့ပြီးလူတိုးဝင်ကြတဲ့အတွင်လူပိမ့်မီပြီးနှစ်ဦးထက်မနေတည်ဆုံးခဲ့ကြောင်းဒေသခံတရင်ပြည်တွေကရန်ကုန်ခေတ္တကိုပြောထားပါတယ်။ယမန်နဲ့နိုဝင်ဘာလတရက်ညပိုင်းကတောင်ကြီးမြို့မှာကျင်းပတဲ့ဒီဇင်ဘာတိုင်းမီးပုံပြန်နှွင့်တင်ကျင်းပွဲကိုစက္ကန်ရီပါတီက နှစ်ကြပြီးပုံပြန်နှစ်တင်စင်မှာရုတ်တရက်မိုးရွာသွန်းပြီးမိမှုပြန်မာလေးမိလောင်ပြစ်ကြခေတာကြောင့်လူများပြေးလွှားတိုးဝဲကြတဲ့အတွက်လူပိကအနည်းဆုံးပြည်သူ၂ဦးထက်မနေတည်ဆုံးခေကြောင်းတချို့ကလင်းငင်များမှာတင်းနေခံရတဲ့အတွက်တတိလိမြေမျိုးနေတဲ့အထိဖြစ်ခဲ့ရကြောင်းဒေသခံတွေကပြောပါတယ်အခုလူပိခံရတဲ့အတွက်ဒီဒီအုတ်ချွေဦးစီးဌာနဝန်ထမ်းအမျိုးသမီးတို့မှဖြစ်သူအသက်30ခုနဲ့အရွယ်အမျိုးသားတို့တည်ဆုံးခဲ့ပြီးတော့ယနေ့နိုဝင်ဘာလ နှစ်ရက်နဲ့မှာတော့အတုပရှာခဲ့ကြောင်းတခြားသတင်းရင်းမြစ်တွေကနေပြောထားပါတယ်။မနေ့ညကဖြစ်စဉ်မှာဖေအော်ယုံဝန်ထမ်းရဲ့မောင်ဖြစ်သူတယောက်တဲ့သူကဒီနေ့အတုပရှာတယ်အိနာမီကတော့ငသက်လုံးခေါ်တယ်။နာမည်ရင်းတော့မသိဘူးအသက်30ခုနှစ်ပါ။စံပေါ်ပါတီကမိဖုံးပြန်နှံ့တဲ့အချိန်မှာဝွင့်ရွာလို့မိဖုံးပြန်လေးလောင်ပြီးပြစ်ကြတာပါလူတွေလည်းပြေးကြလာကြရင်ပြီးပြီးသေးကြတာလို့ပြတင်းပြင်းပြကလို့ဆိုထားပါတယ် အဆိုပါမေးပုံကထပ်တဲ့ဝေဖို့မင်းအောင်လိုက်ဥဆောင်တဲ့အကြံပေးစစ်တပ်လက်အောက်ခံရှမ်းပြည်နယ်အစိုးရကဥဆောင်ပြင်ပခေချံပြပြီးတော့ပြည်ပြည်ရဲ့အနေကလည်းလူပြီးပြီးတော့ဒရစ်လစ်မြင်ပြောခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီးတော့ပြရပါတယ်အဲ့ဒီပြန်နိုဝင်ဘာလတရနေ့ကလည်းသံဆောင်တိုင်းပွေထားသူတွေကိုရောက်စားတဲ့အစားစာတွေစောင့်ပေါင်းပြီးပြီးတော့အစာအစစ်စင်ကရေတူသေးဆုံးပြီးအကြပါပြသူ၆ဦးမူလေးသွားတဲ့အတွက်စီယုံကိုအရေးပေါ်ပို့ဆောင်လိုက်ရတဲ့အကြောင်းလေးပြရပါမယ် โอเคပါခင်ဗျာအဆုံးစီကျေးဇူးနားဆင်ပေးကြတဲ့ကျွန်တော်မျိုးပါပြည်သူမျိုးပေါ်မှာများအားလုံးကိုကျေးဇူးတင်ရှိပါတယ်။အားလုံးကကျေးဇူးတင်ကြတဲ့တော့ပါမှာကျေးဇူးတင်ကြများအားလုံးပြီးချင်းကျမ်းစာပါပါခင်ဗျာ။ဒီကမှာဟောလာဒီတော့ဝေးနေကြတော့